အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့နှလုံးလန်းမူမမှန်ခြင်းနဲ့လက်ဝါးပြင်တစ်ခုထဲကမတ်သားဖွဲ့ရများအကြောင်းကိုများဝေပြီးလုပ်ပါတယ်ပုံမှန်ပြထားတဲ့လက္ခဏာမှာစနေဂျူကုံအောက်တက်တဲကနေညာလန်းချောင်းဘက်ကိုဘာဖြတ်နေပါတယ်သူ့ရဲ့နှလုံးလန်းမှာလည်းကျုံရှိနေပါတယ်ဒါကတော့မကောင်းပါဘူးစိတ်ဆင်းရဲစရာတွေကိုရင်ဆိုင်တွေ့ရခြင်းရှိပါတယ်အဲဒီတော့ဖက်ကံအချစ်ရေးကံအလွန်ခေတက်ပါတယ် ရွေးချယ်မှုမာယွင်းခြင်းကြောင့်ဝမ်းနည်းကြေကွဲရတတ်ပါတယ်။အလွန်ညံ့တဲ့အိမ်တောင်ဖက်ကိုရရှိတတ်ပါတယ်။ဒါအပြင်ညံလန်းကလည်းမူမမှန်တဲ့အတွက်မိမိကိုယ်ကိုသက်သေခြင်းတတ်ပါတယ်။ဒါကနှလုံးလန်းရဲ့မူမမှန်တဲ့ပုံစံမျိုးတွေဖြစ်ပါတယ်။တခြားမှတ်သားဖွဲ့ရလန်းတွေလည်းအများကြီးရှိနေပါသေးတယ်။သူမရဲ့ပထမညံလန်းဟာအသက်လမ်းဘေးကိုကတ်ဆင်းနေပါတယ်။သူမရဲ့နိုင်ငံသားလမ်းကအသက်လမ်းအောက်မှာပါနေပါတယ်။နိုင်ငံသားကိုတွားရပါမယ်။ ပညာတော်သင်ပါနိုင်ပါတယ်။သူမရဲ့ညာလန်းကတင်းလာဂျိုခုံဘက်ကိုဒိုးဆင်းနေပါတယ်။အသက်လန်းနဲ့လည်းကတ်နေပါတယ်။ဒါကြောင့်သူမကမိမိရဲ့အသက်ကိုရန်ရှာခြင်းစိတ်ပေါ့မယ်။စိတ်ကြတတ်မယ်။သူမရဲ့လက်ကလေးအောက်မှာလည်းစနေကွင်းလိုမျိုးပါပါတယ်။ဒါကြောင့်သူမကစိတ်တူလာရင် ချိန်မီတတ်ပါတယ်။မကောင်းသလိုပြောတတ်ပါတယ်။သူပြောသလိုပဲတစ်ဖက်ကလည်းဖြစ်တတ်ပါတယ်။သူမရဲ့လက်တကြွယ်အောက်မှာရာဇမတ်ကွက်လေးပါလာပါတယ်။ ဒါကြောင့်သူမကပါဇက်ကပြောသလိုမဖြစ်လာပါဘူးလက်တွေချမလုပ်ပါဘူးသူ့ကိုယ်သူအထင်ကြီးတဲ့စိတ်ကလေးကသူ့ကိုဖြတ်နေတာပါလက်တကြွယ်အောက်ကယာစမကွက်ကသူ့ပါဇက်ကကြွေးကြော်ပြီးလက်တွေချပြတဲ့နေရာမှာအောင်မြင်ချေနဲနေခြင်းကိုပြနေတာပါသူမရဲ့အသက်လမ်းဘေးကစံချီမြင်လမ်းကြောင်းလေးတွေကသူမကိုမိသားစုကလွမ်းမိုးချုပ်ကန်ထားပါတယ်သူမဟာမလွတ်လပ်ပါဘူး သူမရဲ့ဒုတိယညံလန်းထူးခြားချက်ကတော့လက်ညိုလက်ခလဲကနေစပြီးအင်္ဂါဂျူခုံဘက်ကိုဈေးနေပါတယ်။ဒါကြောင့်သူမဟာဇွဲကောင်းမယ်။သူမဟာပညာရေးထူးကျွန်ပါတယ်။ဘီအီဒီအောင်ပြီးပါပြီ။အမတ်ကောင်းမယ်လို့သူမကိုသူမယုံကြည်ထားပါတယ်။သူမဟာဆယ်တန်းအောင်စဉ်ကလည်းဂုံတူးပါတဲ့သူဖြစ်ပါတယ်။သူမရဲ့အသက်လန်းတလျှောက်မှာလည်းအတက်ကလေးတွေများစွာ ရှိနေပါတယ်။ဒါကတော့သူမရဲ့လုပ်ငန်းတိုးတက်ခြင်းတွေကိုပြဆိုနေတာပဲဖြစ်ပါတယ်။ ဒါကတော့လောက်ဝါပြင်တစ်ခုလုံးရဲ့သုံးသက်ချက်တွေပဲဖြစ်ပါတယ်။နောက်ထပ်မျှဝေပေးမယ့်လက္ခဏာဘူတလီကတော့ကံကြမ္မာတိခွအကြောင်းပဲဖြစ်ပါတယ်။ကံကြမ္မာတိခွဆိုတဲ့အရန်လှတဲ့နာမည်လေးပေးလိုက်ပါတယ်။ပုံမှန်ပြထားတဲ့လောက်ဝါပြင်ကိုကြည့်ပါ။အခုလိုကံလန်းကတိပင်ခွလိုထွက်လာတော့ကံကြမ္မာကတိပင်လိုပဲဝေဝေဆဆရှိနိုင်မဲ့သူ့ရဲ့စီးပွားရေးအောင်မြင်မှုကိုရနိုင်ပါတယ်။လက်တကျွဲကအောင်မြင်လန်းကလည်းအပြက်လန်းကင်းပြီးတော့ပြိုင်ဆန်ရှားပါပဲ။ဒါကြောင့်မို့သူဟာအတော်ကံကောင်းတဲ့သူပါ။ ဒီလိုလက္ခဏာဟာအရန်ကောင်းမှုပါလေငွေရဖို့အကြံစီတွေအရန်ကောင်းပါလေဒူးကြုံပါလေသူအောင်မြင်နိုင်မလားဆိုတာကတော့ညံလန်းနဲ့အောင်မြင်လန်းကိုပဲကြည်လိုက်ပါအရန်ထူးကြုံသူပဲဖြစ်ပါလေသူရဲ့လက်မှတ်ကိုကြည်လိုက်ပါငွေဟောက်ပပြင်းထောင်နေတယ်လို့မျိုးပါနေပါသေးတယ်ဒါကြောင့်မို့သူကစိတ်မြန်တတ်တာတော့အမှန်ပဲဖြစ်ပါလေညံလန်းနဲ့ပေါင်းဆက်ပြီးတော့မဟာတွီးကံဖြစ်ပေါ်နေပါလေ ဒါကလည်းသူပါလှုပ်ချင်တယ်ဆိုတာကိုစီမံကိန်းနဲ့ပလန်ချပြီးလှုပ်တတ်တော့စီးစနစ်ကြကြနဲ့အထူးဝင်ငွေကောင်းဖို့ရှာနိုင်သူဖြစ်လာမယ်။သူ့ရဲ့လက်တံပထမအစစ်ရှိတာကထူးခြားပါတယ်။ဒါကြောင့်သူကစကားပရိရဲ့ကျွဲပါမယ်။သူလိုအပ်တာကိုလက်တလုံးကြားပြောဆိုတတ်တဲ့သူလို့ဆိုခြင်းပါတယ်။သူ့ရဲ့လက်တံအောက်ဘုဒ္ဓဂျိုခုံမှလည်းမြင်းတစ်ခုကနှက်ရှာ၍အားကောင်းနေပါတယ်။ဒါကလက္ခဏာမှာအဖိုးတန်တဲ့အမတ်သားတစ်ခုပါ။ဝင်ငွေကောင်းရမယ်။ တိတ်ပံနီးပညာစေဝါနဲ့ကုံတဲ့အလုပ်တွေအထူးအကျိုးပေးနိုင်မယ်။သူရဲ့ဂျူခုံတွေကမြတ်တာပါတယ်။ဒါကြောင့်သူဟာအပြင်းမထူတတ်ပါဘူး။လုံလရှိသူတယောက်ဖြစ်ပါတယ်။ဒီတော့လက္ခဏာပြချက်တွေကတော့သူကအလွန်ထူးချွန်သူလို့ပြောကြင်ပါတယ်။လက်တံအောက်ကမြင်းတို့လေးတွေကလည်းစီးပွားရေးကံငွေကြေးကံ ကောင်းချောင်းကိုပြသနေပါတယ်။သူရဲ့လက်ရဲ့ဂျူခုံတွေကလည်းမြတ်တာနေလို့သူကအပြင်းမထူလုံလရှိတယ်အလုပ်ကြိုးစားမယ်။ ။ဒါကြောင့်ဒီလက္ခဏာရှင်ဟာအလွန်ထူးချွန်ပြီးအလွန်ကံကောင်းသူတယောက်ပဲဖြစ်ပါတယ်။နောက်လက္ခဏာတစ်ခုကတော့ကြာသာပြီးဂျူခုအောက်နားမှာပတ်နေတဲ့လမ်းကလေးပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါ။ဒါလေးကတော့ကံကောင်းတဲ့သူဒီမှာပါတတ်ပါတယ်။သူကဆော်လမွန်လက်ဆိုးမဟုတ်ပေမဲ့လည်းဘာလို့လို့ဖြစ်ထွန်းတတ်တဲ့သူမျိုးဒီမှာပါပါတယ်။ကြာသာပြီးဂျူခုရဲ့ပါဝါအားမျိုးသူကလည်းကောင်းပါတယ်။ မိမိရဲ့အလုပ်မိမိရဲ့လူနေမှုနေထိုင်ရာပတ်ဝန်းကျင်မှာကံကောင်းလိုက်တာလို့သူများကမြင်ကြသတ်မှတ်ခံရတဲ့သူတွေမှာပါတတ်ပါတယ်။စင်ရဲ့ချမ်းသာနဲ့မဆိုင်တဲ့ဒီအမတ်သားကိုကံကောင်းစေတဲ့မြင်းလို့ခေါ်ကြပါတယ်။သူတို့ကအားကြလောက်တဲ့ဖြစ်ရမျိုးတွေကိုဖန်တီးပေးပါတယ်။ဖြစ်ပေါ်စေပါတယ်လို့ဆိုကြပါတယ်။ဒီနေရာမှာမချက်ကတော့ဒီလိုလမ်းကလေးပါလာမယ်ဆိုရင်တော့ခါးနာတတ်ပါတယ်။ထိခိုက်မှုကြောင့်လည်းဒဏ်ရာအနာတရားတွေရဘူးတတ်ပါတယ်။ နောက်တစ်ခုကတော့မွေးရည်မြေကိုပြန်လည်ရောက်ရှိမဲ့ခီးသွွားလမ်းကြောင်းပဲဖြစ်ပါတယ်။လူအများစုဟာခီးသွွားလာမှုများပြားကြပါတယ်။ဒီလိုခီးသွွားပြီးတဲ့နောက်မှာမိမိရဲ့မွေးရည်မြေကိုပြန်လည်ရောက်ရှိတဲ့သူလည်းရှိတယ်၊မရောက်ရှိတဲ့သူလည်းရှိကြပါတယ်။ဒါပေမဲ့လည်းဘာပဲဖြစ်ဖြစ်ခီးသွွားပြီးဆိုရင်ပြန်လာမယ်ဆိုတာသဘာဝပါ။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါ။အသက်လမ်းကြောင်းကထွက်ရှိလာတဲ့လမ်းကြောင်းတူလေးတွေဟာခီးသွွားလာမှုကိုပေါ်ပြပြီး ီလိုလမ်းကြောင်းတူလေးတွေဟာမိမိအားနည်းလာပြီဆိုရင်တော့လက္ခဏာရှင်ဟာမိမိမွေးရမြေကိုပြန်လည်ရောက်ရှိမယ်မိမိရဲ့မွေးရမြေမှာပြန်လည်နေထိုင်ရမှာကိုပေါ်ပြတာဖြစ်ပါတယ်ဒီလိုအကြောင်းအရာတွေကိုကြိုတင်သိရှိဖို့အတွက်ကတော့တာမန်လူတွေမှာမသိနိုင်ပါဘူးဒီလိုခီးသွွားလမ်းကြောင်းတွေနဲ့အတူတခြားသောအမှတ်သားတွေကိုထောက်ရှုစစ်ဆေးပြီးမိမိရဲ့မွေးရမြေအပြန်မှာကံကောင်းမယ်ကံမကောင်းမယ်ဆိုတာကိုသိရှိနိုင်မှာဖြစ်ပါတယ် ကိုပိုင်တိုက်တာအဆောက်အုံကိုပိုင်ကားဘယ်တော့ပိုင်ရမလဲဒီမေကွန်းကလူမေးများတဲ့မေကွန်းဖြစ်ပါတယ်ဒီလိုပိုင်ဆိုင်ရဖို့အတွက်ဆိုရင်လက်ဝါးပြင်မှာဘာတွေပါရမလဲနံပါတ်၁ချက်ကတော့တင့်ရကန်လန်းကလက်ခလဲအထိကိုတက်နေရပါမယ်အပြတ်တောက်တွေနေရပါမယ်အဲ့လိုတက်နေတဲ့အထဲကမှလက်ဖနောက်အလေကနေစတက်တဲ့သူကအကောင်းဆုံးဖြစ်ပါတယ်နံပါတ်၂အချက်ကတော့တင့်ရအောင်မြင်းလန်းကထင်ရှားရပါမယ် နံပါတ်3အချက်ကတင့်ရက်လက်အသားရေးလဲလာရပါမယ်။နံပါတ်4အချက်ကတော့တင့်ရက်နှလုံးလမ်းအစမှာအခွက်လေးတွေပါရပါမယ်။အကောင်းဆုံးကတော့လက်ညှိုးအောက်မှာတစားလက်ညှိုးနဲ့လက်ခလဲကြားမှာတစားထွက်နေရင်တော့အကောင်းဆုံးပါပဲ။ဒီအချက်4ချက်တင့်ရက်လက်မှာပါနေရဆိုရင်တော့ရပါပြီ။ကိုယ်ပိုင်တိုက်တာ ကိုယ်ပိုင်အိမ်ကိုယ်ပိုင်ကားဆိုတာတွေကိုတနေ့သင်ပိုင်ဆိုင်ရပါလိမ့်မယ်။နောက်တစ်ခုကတော့လက်ချောင်းအောက်ကမြင်းမတ်တို့ရဲ့တံပိုးပဲဖြစ်ပါတယ်။ ုံမှန်ပြထားတဲ့လက္ခဏာရှင်ကလက်ချောင်းရင်းကဂျိုးကွင်းနေတတ်ပါတယ်သူရဲ့လက်ချောင်းရင်းလေးစီကိုတက်နေတဲ့လမ်းတွေကလည်းထင်ရှားပြီးခဲတံနဲ့စွဲထားသလိုပဲမြင်သာနေပါတယ်ပြီးတော့ကန်လန်းဖြတ်မြင်းတွေလည်းမပါပါဘူးဒါကြောင့်သူရဲ့အိုဇာတာကကောင်းမွန်ပဲဒေဂျာတာကတော့သူရဲ့အနာဂတ်ဟာသာယာလပနေမှာပါပဲသူနေထိုင်ရာပတ်ဝန်းကျင်နဲ့သူ့အခြေအနေအဆင့်တန်းရသူဟာထိတ်ကိုရောက်နေတတ်မယ်တာမယ်ဒီမြင်းတစ်ခုချင်းစီကလည်းသူ့အတိတ်ပဲနဲ့သူရှိနေပါတယ် အကယ်၍သင်ရဲ့လက်မှာဒီလိုမြင်းမှတ်တွေရှိနေမှာဆိုရင်တော့သင်ဟာယခုလက်ရှိဘဝထက်သာတဲ့ဘဝကို အနာဂတ်ကာလမှာရရှိနိုင်မှာကတော့မလွဲဧကံပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ကံလန်းကြောင်းပဲဖြစ်ပါတယ်။ကံလန်းကြောင်းနေနဲ့ပတ်သက်ပြီးလူတွေဝိဝါဒကွဲပြားမှုတွေရှိပါတယ်။ဒါကြောင့်ကံလန်းကြောင်းနဲ့ပတ်သက်ပြီးမှန်ရလွယ်ကူတဲ့တကွက်ကောင်းကိုပြောပြချင်ပါတယ်။ပုံမှန်ပြထားတဲ့ကံလန်းကြောင်းကိုကြည့်ပါ။ကံလန်းကြောင်းအစကို အခွအလီနဲ့စထားပါတယ်။ဒါကြောင့်လက္ခဏာရှင်ဟာ ဆွေမျိုးမတော်ဆက်တဲ့သူတူအူကြောင့်ပြုစုဆောင်မမှုကိုခံရတတ်ပါတယ်။အဲ့ဒီအခွားလေးကလက်ကလေးအထီကိုအပြတ်တောင်မရှိဘဲတတ်သွားမယ်ဆိုရင်သူရဲ့အသက်လမ်းကြောင်းရဲ့အဆုံးသက်ကလည်းကံလမ်းကြောင်းအစနဲ့ညီနေတဲ့လက်ကောက်ဝတ်နေလဲနီးနေတဲ့ဆိုရင်ငယ်ရွယ်စဉ်ကတည်းကကိုသူတို့ဘာမွေးစားခြင်းကိုခံရတတ်ပါတယ်။ ပုံမှန်ပြထားသလိုမျိုး အသက်လမ်းနဲ့ကံလမ်းထိဆက်ပြီးကြာဖူးကြီးဖြစ်ပေါ်နေတာကိုတခြားနာမည်တစ်မျိုးနဲ့ငွေအိတ်ဆိုပြီးတင်စားခေါ်ဝေါ်ကြပါတယ်။သူကကံလမ်းအစမှာဖြစ်ပေါ်နေတဲ့အတွက်ငယ်စဉ်အရွယ်မှာမိဘကံမကောင်းတာနဲ့ကြုံရတက်ပြီးပင်ပန်းဆင်းရဲရတက်ပါတယ်။ဒါပေမဲ့အသက်လမ်းအဆုံးမှာဖြစ်တည်နေတဲ့အတွက်ဘဝသက်တမ်း90ကျော်မယ်ဆိုရင်တော့ရှည်စွန်းတက်ထားသလိုမျိုးထမင်းပွဲကအရှိရောက်ပြီလို့သာမှတ်လိုက်ပါတော့။ငွေကြေးအောက်စာဆိုတာက သူ့အလိုလိုလမ်းပွင့်လာပါလိမ့်မယ်။အိုးစားတာကောင်းတယ်လို့ဆိုရပါမယ်။ကံလန်းနဲ့ထိဆက်နေတဲ့အတွက်မိမိလုံသမျှအလုပ်တွေကနေဝင်ငွေတိုးပွားခြင်းကိုရရှိပါလိမ့်မယ်။မပူမပင်မကြောက်မကြားရတော့ပါဘူး။မိမိရဲ့လုံအားကြောင့်ပဲကျန်းသာပါမယ်။တခြားအမတ်သားတွေထက်အခုတင်ပြထားတဲ့ကြာဖူးဟာအသက်လမ်းဆုံးမှာရှိနေတဲ့အတွက်ငွေတွေဝင်မဲ့ငွေအိတ်ကြီးလို့ဖြစ်နေလို့အကောင်းဆုံးဖြစ်ပါတယ်။ငွေအိတ်လို့ခေါ်ဆိုထိုက်အောင်ကိုငွေတွေစုမိစောင်းမိပါလိမ့်မယ်။ လက်တွေ့ငွေဝင်ကိန်းတွေကြုံခဲ့တဲ့ဖြစ်ပျက်မှုနဲ့အမတ်အသားကိုပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်။နောက်တစ်ခုကတော့လက္ခဏာပြောင်းလဲမှုရဲ့သက်သေတစ်ခုပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက္ခဏာနှစ်ခုဟာမှတ်တမ်းများအရတိတ်မကြာခဲ့ပါဘူး။လပိုင်းအနည်းငယ်အတွင်းမှာပဲတန်လျက်လိုလိုငါးရုပ်လိုလိုဖြစ်ပေါ်လာတာကိုပုံမှန်ပြထားတဲ့အတိုင်းတွေ့ရပါလိမ့်မယ်။ဘယ်လိုပုံမဲ့ဖြစ်နေပါစေဒီအမတ်အသားကတော့တင်းအတွက်စီးပွားရေးနီလန်းတစ်ခုကို ပွင့်လန်းလာစေပါလိမ့်မယ်။ နောက်ဆုံးတစ်ခုကတော့ပုံမှန်ပြထားတဲ့အတိုင်းအင်္ဂါဂျူခုံချင်းဆက်သွယ်ထားတဲ့ဥပက်လန်းကြောင်းပဲဖြစ်ပါတယ်ဒီဥပက်လန်းကနှလုံးလန်းကို ဖြတ်သွားမယ်ဆိုရင်တော့လင်မယားချင်းချစ်သူကြီးစားချင်းပြဿနာတက်တက်ပါတယ်ဒီလန်းကအသက်လန်းနဲ့တော့ဘာမှမဆိုင်ပါဘူးအသက်ဘေးအန္တရာယ်အတွက်စိုးရိမ်စရာမရှိပါဘူးဒီဥပက်လန်းကကံလန်းကိုဖြတ်နေတဲ့အချိန်မှာလက်ပိုင်ရှင်ကကျမ်းမကြီးအေးမိတာကနေစပြီးဝေဒနာကိုကုသရတက်ပါတယ်သူ့ရဲ့အသက်လန်းကိုစစ်ဆေးကြည့်ပါ အသက်တိုးခြင်းမရှိပါဘူး။ဒါ့ပေမဲ့တနင်္လာယူခုံမှာတော့ကြက်ချေခတ်ရှိနေပါတယ်။ဒါကြောင့်သူကရေဘေးတင်တက်ပါတယ်။တတိပြုပါ။လက်ဝါးပြင်ကိုစစ်ဆေးတဲ့နေရာမှာအသေးစိတ်ကိုစစ်ဆေးတင်ပါတယ်။လက်ဝါးပြင်ကိုဥပက်လန်းဖြတ်တိုင်းအသက်တိုးမယ်အသက်အန္တရာယ်ရှိမယ်လို့တသမတ်ထဲမယူဆတင်ပါဘူး။အဲ့လိုယူဆခဲ့မယ်ဆိုရင်အဟောပြောခံရတဲ့လက္ခဏာရှင်ဟာစိတ်ဒစားကြောင့်ဆွဲလန်းရာကနေလက္ခဏာဟာအဆိုးဘက်ကိုကူးပြောင်းဖြစ်ပေါ်လာတတ်ပါတယ်။ဒါကြောင့်တတိပြုဖို့လိုပါတယ်။ သို့ဝိမဲ့ဒီလိုလက်ပိုင်ရှင်မျိုးအနေနဲ့ကတော့ရေအေးတောက်ခြင်းအေးခံခြင်းရေချိုးကြခြင်းများကိုရှောင်ပါလို့ပဲအကြံပြုတိုက်တွန်းလိုက်ရပါတယ်ဒီနေ့လက္ခဏာပူသူတာလေးကတော့ဒီလောက်ပါပဲအားလုံးရှင်လန်းချမ်းမြေ့နိုင်ကြပါစေခင်ဗျာ